ဲ့ဒီညမှာပဲထောင်ထဲကထောင်ဆောင်ဝန်ထမ်းတွေအတွက်ရုပ်ရှင်ပြသခွင့်လုပ်နေတဲ့အချိန်မိုက်ကီတငယ်ချင်းဟာသူချိတ်ထားတဲ့အိတ်စီးတွေကိုသူတို့ရဲ့အရက်ချဲရောထည့်လိုက်တယ်။တယောက်ပြီးတယောက်ထောင်ဆောင်တွေအရက်တော့ကြပြီးသူတို့အိတ်ပျော်သွားကြတဲ့အချိန်မှာမိုက်ကနဲ့တငယ်ချင်းဖြစ်သူရဲ့အခြားအဖော်တယောက်သူဟာထောင်တတိုင်းကိုတက်ပြီးလွရလမ်းဖက်ကိုထပ်ပေးခဲ့ကြတယ်။လမ်းမှာအမှတ်မထင်တားပြတွေနဲ့ဂျုံတွေ့ခဲ့ရပြီးသူတို့မှာကြံရစ်ခဲ့တဲ့ပိုက်ဆံအားလုံးကိုလေတစီဝဲဖို့ပေးလိုက်ကြရတယ်။အဲ့ဒီလေးကလေးနဲ့ပဲသူတို့ဟာပင်လေပင်တဲ့အထိရွက်လွင်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ကိုလံဘီယာကကျွန်းကလေးတစ်ခုကိုသူတို့ရောက်ရှိသွားကြတယ်။ ဒါပေမဲ့ကံကြမ္မာကသူတို့ကိုချက်ပြီးတစ္ဆာဖောက်ခဲ့ပြန်တယ်။ကျွန်းမော်လူတွေကဘယ်သူမှသူတို့အကြောင်းရဲတွေကိုအသိပေးတာမရှိခဲ့ပေမဲ့ရဲတွေရောက်လာပြီးသူတို့ကိုဖမ်းကာထောင်ထဲပြန်ပို့ပစ်လိုက်ကြတယ်။ဒီတစ်ချိန်မှာတော့မိုက်ကိုတကူတဲ့အချင်းခန်းထဲမှာနားနှစ်ကြာပိတ်လိုက်ကြတယ်။သူလွတ်လာတဲ့အခါထောင်ဆောင်တယောက်မှမရှိတဲ့ထောင်တစ်ခုကိုပို့လိုက်ကြတယ်။အဲ့ဒီထောင်ရဲ့ပပလဲမကတင်လောက်အောင်အန်ဒီရဲ့များတဲ့ပင်လယ်ပင်ကြီးပဲရှိပါတယ်။အဲ့ဒီမှာမိုက်ကသူ့တငယ်ချင်းဟောင်းကိုပြန်တွေ့တယ်။အခုတော့သူဟာအိုမင်းချင်းရောအာရင်ကုန်ခန်းနေပါပြီ။တနေ့မနက်မှာမိုက်ကနေထက်တာကိုကြည့်နေရင်စိတ်ကူးတစ်ခုရခဲ့တယ်။ သူဟာအုံတီတလုံးကိုပင်လေတဲ့ပစ်ချက်လိုက်ပြီးရေပေါ်မှာလွယ်လွယ်ကူကူမျောနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီအချိန်ကစပြီးလွံ့မြောက်ဖို့မျောလင့်ချက်တစားသူ့အသွင်မှာပေါက်ဖွားလာခဲ့တယ်။သူ့တငယ်ချင်းနဲ့အတူအုံတီတွေကိုအဲ့ကြီးတလုံးနဲ့ထည့်ပြီးကျူးမြန်းတဲ့ခန့်ခဲမှမှချီနှောက်လိုက်ကြတယ်။ဒါပေမဲ့အခုတော့သူ့တငယ်ချင်းဟာအရန်အိုမင်းသွားပြီးဖြစ်တဲ့အတွက်သူဟာထောင်ကနေထွက်မပြေးချင်းတော့ပါဘူး။သူကမိုက်ကိုငါလွတ်လပ်ခွင့်ဆိုတာဒီမှာပဲမင်းတယောက်တည်းတွားရမယ်လို့ပြောလိုက်တယ်။မိုက်ခါသူ့ကိုပွေဖက်ကဝမ်းနေပြီးနှလုံးနဲ့ဇက်စွန်နဲ့နှုတ်ဆက်လိုက်တယ်။ပြီးတော့အဲ့ကြီးကိုပင်လေတဲ့ပစ်ချက်လိုက်တယ်။သူကိုယ်တိုင်လည်းပင်လေတဲ့ကိုခုံချလိုက်တယ်။ ။လှိုင်းလုံးတွေကသူ့ကိုတခါပြီးတခါအောက်ကိုတွန်းချနေခဲ့ပေမဲ့သူ့ရဲ့ဓာတိနဲ့ဇွဲလုံးလို့တွေကသူ့ကိုရှေ့ဆက်သွားစေခဲ့တယ်။နောက်ဆုံးမှာတော့မိုက်ခါပင်လေပင်ကြီးကိုဖျက်ချော်ပြီးလွတ်လပ်ခွန်းကိုဆွတ်ခုနိုင်ခဲ့ပါတော့တယ်။